ားပြန့်ကိုင်းတွေအရှိစိုက်တယ်လို့ကြော်ကြားတဲ့မြန်မာနိုင်ငံတောင်ပိုင်းကရင်ပြည်နယ်မြဝတီခရိုင်တွေက KK ဘတ်နေရာကိုဝင်ရောက်စီးနီးပြီးဖျက်ဆီးမှုတွေလုပ်နေတယ်လို့မြန်မာစစ်တပ်ကဓာတ်ပုံမှတ်တမ်းတွေရုပ်တံဖိုင်တွေနဲ့တောက်လျှောက်ထုတ်ပြန်ပါတယ်။ KG ဘတ်ဆိုတာကကြားပြတ်လို့ခေါ်ကြတဲ့ online ငွေလိမ်ကိုင်းတွေအရှိချားတဲ့အရှိတောင်အာရှရဲ့ဗဟိုချက်တွေနေရာတွေကတခုအဖြစ်တရုတ်အပါအဝင်ဒေတာတွဲနိုင်ငံတွေရဲ့အစိုးရတွေအမေရိကန်နဲ့အနောက်နိုင်ငံတွေကပါသတ်မှတ်ထားကြတဲ့နေရာဖြစ်ပါတယ်။ KG ဘတ်ဝင်းထဲမှာလုပ်ငန်းဆိုင်နေရာရှောက်ခုရှိပါတယ်။အခုမြန်မာစစ်တပ်စီးနှင်းဖြိုခွဲပြီးအစာအုပ်တွေကိုဖျက်ဆီးခဲ့တာကစိုက်အမတ်နှစ်နေရာဖြစ်ပါတယ်။ နောက်ထပ်ဆိုင်၅ခုမှာတော့ကြပြလုပ်ငန်းတွေပြောင်းရွှေ့သွားတာကြောင့်အစအဦးတွေတော့ကျန်နေပါသေးတယ်။ဒါပေမဲ့ KK ဘက်အနေကအေအေဘက်နဲ့ဧကတရာဝန်ကြီးတဲမှာတော့ကြပြလုပ်ငန်းတွေဆက်ပြီးလည်ပတ်နေသေးတယ်လို့မြေပြင်တည်ရဲမြင့်တအူးကပြောပါတယ်။အေအေဘက်နဲ့ဧကတရာဝန်ထဲမှာမြန်မာလူမျိုးတွေရော နိုင်ငံသားတွေနဲ့ရောကြပြနေဆက်လုပ်နေကြတယ်လို့သူကပြောပါတယ်။ တကယ်တမ်းနိုင်ငံတကာစောင့်ကြည့်ရေးလေးလာရေးအဖွဲ့တွေပြောထားတဲ့ကြားပြတ်ကိုင်းတွေရှိတဲ့နေရာကကေကေဘတ်တခုတည်းမဟုတ်ပါဘူး။ကရင်နယ်ကြားစောက်တဲ့ BGF ပဲထိန်းချုပ်ထားတဲ့တခြားနေရာတွေမှာလည်းရှိတယ်လို့ဖော်ထုတ်ထားကြသလိုအဲ့ဒီကိုင်းတွေကနေလွတ်မြောက်လာတဲ့တားကောင်တွေကလည်းထုတ်ပြောထားကြပါသေးတယ်။ဒါကြောင့်ဒီလိုအဆောက်အဦတွေကိုဖြိုချပြစည်းရုံနဲ့ပြန်ကျဲပြန့်နှံ့နေတဲ့ကြားပြတ်ကိုင်းတွေပျောက်ွယ်သွားနိုင်ပါမလားဆိုတဲ့မေးခွန်းတွေလည်းပေါ်လာပါသေးတယ်။ BBC က KK ဘတ် ရွှေကုတ်ကုန်နဲ့ဝမ်ခစားတဲ့နေရာတွေမှာရှိနေသူအ ਨੇ စုံ၃ဦးတက်မကနဲ့ဆက်သွယ်စကားပြောကြည့်ခဲ့ပါတယ်။စစ်တပ်ရဲ့ဖြိုခွင်းဖျက်ဆီးမှုတွေနောက်မှာ KK ဘတ်ဝင်းကိုကရင်နယ်ကြားစောက်တဲ့ BGF နဲ့မြမစစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူထားပြီးအဝင်အထွက်တွေကိုတင်းကျပ်ထားပါတယ်။ KK ဘတ်ကမျိုးပြက်ကြီးလိုဖြစ်နေပြီလို့ဖောက်ခွဲခံထားရတဲ့အပြက်အစည်းတွေကိုမျက်မြင်တွေ့ခဲ့ရတဲ့မြဝတီမျိုးခန့်ဒေသခံတအူးကပြောပါရယ်။ မြောက်ရီမျိုးခန့်တအိုးက KK ဘတ်ထဲကစောက်လို့ရေလုပ်ငန်းခွင်တစ်ခုမှာပြီးခဲ့တဲ့အောက်တိုဘာလကောက်အထိကာလာအတန်ကြာနေတိုင်းအလုပ်လုပ်ကင်နေခဲ့သူဖြစ်တယ်လို့အတွင်းနဲ့လည်းအဆက်အသွယ်ရှိနေသူဖြစ်ပါတယ်။ KK ဘတ်ကိုနေကြာစောက်တဲ့ BGF ရဲ့ဘုံမှုကျော့စော်တင်ဝင်းကထိန်းချုပ်လက်ပတ်ခဲ့တာဖြစ်ပါတယ်။ BBC ကိုမြောက်ရီမျိုးခန့်ပေးပို့လာတဲ့တပ်ပုံတွေထဲမှာလည်း KK ဘတ်ဝင်းကအစာအုပ်တချို့ဖြိုချခံထားရတာမိလောင်ထားတာတွေကို တွေ့ရပါတယ်။ စစ်တပ်ကအစာအုပ်တွေကိုဖောက်ခွဲတဲ့အခါမှာအထက်မြင့်အစာအုပ်တွေကိုသာဖောက်ခွဲတာဖြစ်ပြီးအထက်နိုင်အစာအုပ်တွေကိုတော့ဘူဒိုဇာနယ်ပဲထိုးပြီးဖြိုရှာခဲ့တယ်လို့သူတိထားတာကို ပြောပြပါတယ်စစ်ကော်မရှင်ကတော့ KK ပတ်သေးကအစာအုပ်တရတလုံးကိုဖြိုရှာပြက်စီးထားပြီးနောက်ထပ်ကျန်တဲ့48လုံးကိုလည်းဆက်ဖြိုရှာသွားမယ်လို့နိုင်ငံပိုင်သတင်းစာကနေနိုဝင်ဘာလမှကြေညာပါတယ်။ ကီကီဘတ်သေးကဖောက်ခွဲမှုတွေနဲ့ပတ်သက်လို့အောက်တိုဘာတတိယအပတ်ကနေနိုဝင်ဘာဒုတိယအပတ်ထိတလနီးပါးမှာပဲဖောက်ခွဲမှုအကြိမ်ရေ30ထက်မနည်းရှိခဲ့ပါတယ်။နိုဝင်ဘာလအတွင်းမှာတော့စစ်တပ်ကကီကီဘတ်သေးမှာအကြိမ်ရေပိုတိုးပြီးဖောက်ခွဲလာတယ်လို့ဖောက်ခွဲတဲ့နေကိုကြားနေရတဲ့မြောက်ဝတီဒေသခံတရှိုးကပြောပါတယ်။ စားဖောက်တုန်းကတရက်ကို2ကြိမ်လောက်ပဲဖောက်တာ အခုကတော့အရှိုးရက်တွေဆိုရင်4ကြိမ်လောက်အထိဖောက်တန်ကြတယ်လို့မြောက်ရီဒေတာခန့်တအိုးကနဝင်ဘာဒုတိယအပတ်ကပြောပါတယ်လရှိမှာ KK ဘတ်ထဲက site နှစ်တခုတည်းကအစာအုပ်တွေကိုစစ်တပ်နဲ့ BGF တို့ကပူးပေါင်းဖောက်ခွဲခဲ့တာဖြစ်ပြီးကျန်တဲ့ site တွေကအစာအုပ်တွေကိုတော့ဖောက်ခွဲပြိုချတာမရှိသေးဘူးလို့မျက်မြင်တွေ့ခဲ့တဲ့မြောက်ရီဒေသခံတအူးကပြောပါတယ်။ ဒါပေမဲ့ KK ဘတ်ထဲကကြံတဲ့ site တွေမှာလည်းဖောက်ခွဲဖို့မိုင်းထောင်တာတွေစလုပ်နေပြီလို့ဆိုသလို KK ဘတ်ထဲမှာလည်းကြားပြတ်လုပ်ငန်းတွေဆက်လက်လည်ပတ်တာမရှိတော့ဘူးလို့သူကအတည်ပြုပြောပါတယ်။ KK ဘတ်ထဲမှာကြံနေတဲ့အစာအုပ်တွေကိုဘလို့လုံးမလဲလို့ BGF ကို BBC ကမေးမြန်းခဲ့ရမှာတော့ BGF ပြောရေးဆိုခွင့်ရှိသူဒုတိယပုံမူကြီးနိုင်မောင်စောက KK ဘတ်ထဲမှာဘာမှမရှိတော့ဘူးကျွန်တော်တို့အားလုံးရှင်းလိုက်ပြီလို့နိုဝင်ဘာ16ရက်မှာတုံ့ပြန်ပါတယ်။ ကီကီဘတ်ထဲကဖောက်ခွဲမှုတွေဟာကီကီဘတ်ဝင်းထဲကိုစစ်ကော်မရှင်တပ်တွေအော်တိုဘာတတိယဘက်ကဝင်ရောက်စီးနှင်းပြီးနောက်ပိုင်းမှာစတင်ခဲ့တာဖြစ်ပါတယ်။စစ်တပ်ကတော့ဒီစီးနှင်းမှုကိုတရားမဝင်လုပ်ငန်းများမရှိစေရေးနေမြေစိုးမှုမှုတစ်စိတ်တစ်ပိုင်းနေနဲ့စီးနှင်းခဲ့တာလို့ခေါင်းစဉ်တက်ထားပါတယ်။မြေပြင်ရင်းမြစ်နှစ်ဦးထက်မနည်းရဲ့ပြောကြားချက်အရ KK ဘတ်ထဲကအစာအုပ်တွေကိုဖျက်ဆီးချိန်မှာအများစုက BGF ထိန်းချုပ်ထားတဲ့တခြားနေရာတွေကိုပြောင်းရွှေ့သွားကြတယ်လို့ဆိုပါတယ် နိုဝင်ဘာဒုတိယပတ်ချိ KK ပတ်ရဲ့ site တွေကလူသုံးကုန်ပစ္စည်းတွေနဲ့လုပ်ငန်းသုံးကွန်ပျူတာဇပွဲကုန်စားတဲ့ပစ္စည်းတွေအလုံးကိုတည်ယူရွှေ့ပြောင်းနေကြတာလို့မျက်မြင်တွေ့ခဲ့သူမြောက်ရီဒေသခံတအူကပြောပါတယ်။ရွှေ့ပြောင်းသွားတဲ့နေရာတွေကလည်းကြားပြတ်လုပ်ငန်းတွေရှိတဲ့နေရာတွေပဲလို့ဆိုပါတယ်။မြေပြင်ရင်းမျက်နှာဦးရဲ့တူညီတဲ့အပြောအရအဲ့ဒီရွှေပြောင်းမှုတွေတဲကအများစုကိုကရင်နယ်ကြားဆောက်တဲ့ BGF တပ်ဖွဲ့ဝင်တချို့ကလုတ်ပီးနေတာလို့ဆိုပါရယ် ကေကေဘဝင်းထဲကပစ္စည်းတွေကိုတဲကြတာဘာမဆိုဘာမှမကြံဘူးအကုန်တဲနေတာထိုင်ခုံနဲ့ကွန်ပျူတာတွေလည်းတဲတယ်ဇပွဲတွေလည်းတဲနေတာတွေ့တယ်လို့မြေပြင်တည်ရင်းမြစ်တအူကသူတွေ့ခဲ့တဲ့အရှင်နေကိုပြောပါတယ်ကေကေဘဝင်းထဲကစိုက်အချိုးကိုဖျက်ဆီးဖြုတ်ခွင်းနေပေမဲ့ကေကေဘဝင်းနဲ့ကလည်းရက်ကအေအေပတ်နဲ့အေကတရားဝင်းထဲမှာတော့ဘာမှလှုပ်ဆောင်တာမျိုးမတွေ့ရပါဘူး AA Park နဲ့အေကားတရားဝင်းထဲမှာဖောက်ခွဲမှုတွေမရှိသလိုပစ္စည်းတွေရွှေ့ပြောင်းတာလည်းမရှိသေးဘူးလို့မြောက်ရီဒေသခံတအူကပြောပါရယ်။အေကားတရားထဲမှာအလုံးလုံးနေသူတအူကလည်းကြားပြန့်လုပ်ငန်းတွေဆက်ရှိနေသေးတယ်လို့ဆိုပါရယ်။ AA Park နဲ့အေကတရားဝင်းတွေကိုလည်းစစ်တလောက်ခံ BGF ရဲ့ထိပ်ပိုင်းကောင်းဆောင်တွေကပဲနေမြေအလိုက်တာဝန်ခွဲယူပြီးထိရှုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီကြားဖြတ်လုပ်ငန်း site တွေဟာကလျက်ရှိနေတာဖြစ်ပြီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ဘေးတခြားမှာပဲအရှိတည်ထားတာဖြစ်ပါတယ်။ KK Pack အပါအဝင် AA Pack နဲ့ဧကတရားဝင်စားတဲ့လုပ်ငန်း site တွေကိုလည်း BGF ရဲ့ထိပ်ပိုင်းကောင်းဆောင်တွေကပဲနေမြေအလိုက်တာဝန်ခွဲယူပြီးလက်ပတ်နေတာဖြစ်ပါတယ်။မြဝတီခရိုင်တွေကနမဲကျော်ရွှေကုတ်ကိုမြို့တစ်ကိုတော့ BGF ကောင်းဆောင်ဗိုလ်မှူးကြီးစောရှိသူကိုယ်တိုင် ထိတ်ရှုပ်နေတယ်လို့ BGF နဲ့နှီးဆက်တဲ့တည်င်းရင်မြစ်ကပြောပါတယ်။ ။ဧကတရာဆိုရင် BGF ရဲ့ဗိုလ်မှူးချုပ်စောမုတ်တုံကထိန်းချုပ်လဲပတ်တယ်လို့အမည်မဖော်လိုတဲ့ BGF ရဲ့ထိပ်ပိုင်းကောင်းဆောင်တအူးကအစောပိုင်းကတည်းက BBC ကိုပြောပါရယ်။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမက်ရတနာမောင်ကတော့ဒိုင်းမြန်မာနေဆက်မြောက်ဒီဒေသတွေကကြားပြတ်လုပ်ငန်းတွေကိုနှိမ်နင်းနိုင်ဖို့နိုင်ငံတကာနဲ့မြန်မာဘက်ရှမ်းကကြားပြတ်လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့လက်နက်ကင်တပ်တွေကိုကြည်ကြည်ပြတ်ပြတ်အေးအေးယူဆောင်ရွက်ဖို့လိုတယ်လို့ထောက်ပြပါဗျာ။ စစ်တပ်က KK ဘတ်ထဲကိုစီနင်းမှုမလုပ်ခင်နိုင်ပိုင်းအလိုမှာပဲ KK ဘတ်ထဲကတရုတ်ကြားပြတ်လုပ်ငန်းရှင်နေနဲ့ယာရူအကြီးပိုင်းတွေတခြားနေရာကို ရွှေ့ပြောင်းသွားခဲ့တယ်လို့ BBC ရဲ့မြေပြင်တည်ရည်မြင့်တအူးကပြောပါတယ်နောက်ထပ်မြောက်ရီမျိုးခန့်တအူးကလည်းသူတိထားတဲ့အချက်နဲ့တူညီတယ်လို့ဆိုပါရယ် ကေကေဘတ်သေးကတရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေနဲ့ကြားပြန့်လုပ်ငန်းတွေမှာကြီးကြပ်နေတဲ့ယာရုအကြီးပိုင်းတရုတ်ဝန်ထမ်းအများစုကစီးနင်းမဲ့သတင်းကြိုရပြီးရင်းနှန်းနေနဲ့ခေါ်သွားတာလို့အဲ့ဒီအရှိန်အနေကိုသိရှိသူမြေပြင်သတင်းရဲမြစ်တအူကပြောပါတယ်ဒါပေမဲ့ KK ဘတ်ထမ်းမှလောက်ကင်ခဲ့တဲ့ယာရုအကြီးပိုင်းကမဟုတ်တဲ့သူတွေအပါအဝဲနိုင်ငံသားသားတွေကတော့စစ်တပ်စီးနင်းမှုလုပ်မယ်ဆိုတာကိုကြိုတင်မသိခဲ့ဘူးလို့ BBC ကိုဖြေပါတယ်။ ကီကေဘတ်သေးကအောက်ရှိဝန်ထမ်းတွေဘာတည်မှမရခဲ့ပါဘူး။နောက်ထပ်ဝင်စည်းခံရရဲ့အဖမ်းခံရမှကြောက်လို့နိုင်ငံသားတွေကကြောက်လန့်ပြီးထိုက်ဖက်ထွက်ပြေးခဲ့ကြတာလို့မြောက်ဒီဒေသခံတအူကပြောပါတယ်။လုပ်ငန်းရှင်တွေနဲ့ယာရူကြီးပိုင်းတွေကိုတော့မြောက်ဒီမြောက်ပိုင်းကကြားဖြတ်လုပ်ငန်းတွေရှိတဲ့ရွှေကုတ်ကိုအပါအဝဲနေရာတချို့ကိုပို့ဆောင်ခဲ့တာလို့မြေပြင်တည်င်းရဲမြက်ကပြောပါတယ်။ တိတ်ကတိကျေးရွာဝန်ခတဲပုံရွှေကုတ်ကိုစားတဲ့နေရာတွေကို BGF ရဲ့နန်းတွေကပို့ခဲ့တာလို့သူကစပ်ပြောပါဗျ။ဒီပြောဆိုချက်တင်နဲ့ပတ်သက်လို့ BBC က BGF ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယပုံမူကြီးနိုင်မောင်စောကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဒီမေးခွန်းကိုပြန်လည်ဖြေဆိုခဲ့တာမရှိပါဘူး။ ဒါပေမဲ့နေရပြောင်းကျင်းတဲ့သူတွေကိုအခက်အခဲမဖြစ်အောင်ရွှေကုတ်ကုံမျိုးတွေကစီကထိန်သိရေးယုံကိုခေါ်လာပြီးကုညီဆောက်ရှောက်ထားတာလို့အော်တိုဘာနောက်ဆုံးပတ်ကသူက BBC ကိုတုံ့ပြန်ခဲ့ဘူးပါလေ။လက်ရှိမှာတစ်ကက်တီဂျေးရွာကို BGF ကရှောက်ဘင်းကားဆက်ဘင်းကားတွေနဲ့လုပ်ငန်းသုံးအိမ်သုံးပစ္စည်းတွေအများဆုံးပို့နေတယ်လို့သူကဆိုပါလေ။တိကတဲ့ဂျေးရွာကမြောက်ရီမြို့နယ်သင်္ကန်းညင်အောင်ဂျေးရွာအုပ်စုထဲမှာပါဝင်ပါတယ်။ မြောက်ရီဒေသခံနှစ်ဦးကတော့တိကတိကြီးရွာကရွှေကုတ်ကိုမြို့တည်ရဲ့အထက်ဘက်တောင်ကျောကြားထဲမှာရှိတယ်လို့အတည်ပြုပြောပါရယ်။အဲ့ဒီနေရာကို Google မြေပုံမှာတောင်ရှာလို့မရပါဘူး။ရွှေကုတ်ကိုမြို့တည်အပါအဝင်တိကတိဝန်ခနေရာတွေကတော့မြောက်ရီမြို့မြောက်ဘက်မှာရှိပြီး KK ဘက်ကတော့မြောက်ရီမြို့တောင်ဘက်မှာရှိပါရယ်။ BGF နဲ့နှီးဆက်တဲ့တည်ရင်မြစ်ကတော့စစ်တေသားနှစ်ကိုရွှေ့နေတဲ့ဆိုပြီးတစ်ကက်တွေကြေးရွာဘက်ကားကြီးတွေနဲ့တည်နေတာပဲလူများများမသိသေးတဲ့နေရာတကူမှာဇက်ကြက်ပြောင်းအရှိရှာဖို့လုပ်နေတာလို့ပြောခဲ့ပါတယ်။နိုဝင်ဘာ16ရက်မနက်ပိုင်းအစောမှာတော့ကြားပြတ်လုပ်ငန်းတွေဆက်ရှိနေတဲ့ရွှေကုတ်ကိုမြို့တစ်ထဲကကြားပြတ်လုပ်ငန်းလုပ်ကင်နေတဲ့နေရာတွေကိုဝေရောက်စီးနှင်းပြီးလို့ BGF က BBC ကိုပြောပါတယ်။ BGF ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယပုံမှုကြီးနိုင်မောင်စောကမြောက်ရီဒေသတွေကကြားပြလုပ်ငန်းတွေကိုစီမံချက်၃ခုနဲ့နှိမ်နှင်းရှင်းလင်းမယ်လို့ BBC ကိုပြောပါတယ်။ကြားပြလုပ်နေတဲ့နေရာတွေကိုဝင်ရောက်စီးနှင်းမယ်။ကြားပြလုပ်ငန်းနဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်ဆက်မယ်။တရားမဝင်နိုင်ငံသားတွေကိုစနစ်တကျထိန်းသိမ်းပြီးနေရပြန်ဖို့မယ်ဆိုပြီးစီမံချက်တွေကိုရှင်းပြခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် KK ဘက်ကနေရွှေပြောင်းကြတယ်လို့ပြောတဲ့နေရာတွေကိုပါ BGF ကနှိမ်နှင်းမယ်လို့ပြောလာတာဖြစ်ပါတယ်။ဒါပေမဲ့ရွှေကုတ်ကိုယ်ရဲကိုစီးနှင်းတာတွေမလုပ်ခင်တချို့သောတရုတ်ကြားဖြန်ကောင်းဆောင်ပိုင်းတွေကို BGF ကကားတွေနဲ့ကြိုတင်ရွှေပြောင်းပေးခဲ့တဲ့ဆိုတဲ့သတင်းတွေရှိခဲ့ပါတယ်။ဒီလိုရွှေပြောင်းပေးခဲ့သလားဆိုတဲ့ BBC ရဲ့မေးခွန်းကိုတော့သူကညင်းဆိုပါတယ်။ ကျွန်တော်တို့ကဘသူ့ကိုမှတန်တရားနဲ့မဆက်ဆက်ဘူးလက်ဘူးလက်ကျက်မမိပဲနဲ့ဆိုရင်သူလဲနစ်နာတယ်လက်ဘူးလက်ကျက်မိရင်တော့ဖန်စီအေးအေးယူရမယ်တရားမဝင်နိုင်ငံသားသားဆိုရင်တော့ပြန်ပို့ခံထိမယ်လို့ဒုတိယပုံမူကြီးနိုင်မောင်စောကတုံ့ပြန်ပါတယ်တရှိန်ထဲမှာပဲအမေရိကန်ကအွန်လိုင်းငွေလင်ကိုင်းနေရှိတဲ့အရှိတောင်အာရှနေရာတွေကိုဥတီဖော်ထုတ်နှိမ်နင်းသွားမယ်လို့ပြောဆိုလာတဲ့နောက်မှာတရုတ်ဥဆောင်တဲ့အရှိတောင်အာရှရှောက်နိုင်ငံကြားပြတ်နှိမ်နင်းပူးတွဲအဖွဲ့လဲပေါ်ထွက်လာပါတယ် တရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုနဲ့ဗီယက်နမ်စတဲ့ရှောက်နိုင်ငံပူးတွဲလုပ်တဲ့ကုမင်းဆွေးနွေးပွဲကနေရလဒ်ထွက်တယ်လို့စစ်ကော်မရှင်ကနိုင်ငံပိုင်သတင်းစာကနေနဝင်ဘာ16ရက်မှာကြေညာပါတယ်ဒေတာတွင်းမှာအွန်လိုင်းလိမ်လည်မှုအ धिक လုပ်နေတဲ့နေရာတွေကိုအဲ့ဒီနိုင်ငံတွေကပူးတွဲထိန်းချုပ်သွားဖို့ကိုလည်းဆွေးနွေးခဲ့ကြတယ်လို့စစ်ကော်မရှင်ကပြောထားပါဗျ။ အမေရိကန်ကနေအွန်လိုင်းငွေလေလုပ်ငန်းကြားပြန်တိုက်ဖြတ်ရေးအထူးအဖွဲ့ဖွဲ့စည်းပြီးတရက်အကြာမှာပဲအရှိတောင်အာရှရှောက်နိုင်ငံကလည်းကြားပြန်နိုင်နေရေးအတွက်ပူပေါင်းဆောင်ရွက်မယ်ဆိုတဲ့ရှေ့လန်းဆလာတာဖြစ်ပါတယ်နိုဝင်ဘာ14ရက်ကတရုတ်ကူမင်းဟိုင်ကင်ဟိုတယ်မှာကျင်းပခဲ့တဲ့ဒီအစီအဝေးဟာမြန်မာအပါအဝင် နိုင်ငံပေါင်း၆နိုင်ငံကနေကြားပြတ်အရေးအတွက်ပထမဆုံးလုပ်တဲ့အွန်လိုင်းလိမ်လည်မှုပူးပေါင်းတက်ဖြတ်ရေးစာရာဝင်ကြီးအဆင့်အစီအဝေးဖြစ်ပါတယ်။ အဲ့ဒီအစည်းအဝေးမှာအွန်လိုင်းလိမ်လံကြားဖြတ်တွေကိုတိုက်ဖြတ်ဖို့နိုင်ငံတကာမဟာမိတ်အဖွဲ့ပူးတွဲတည်ထောင်ရေးအွန်လိုင်းလိမ်လည်မှုလုပ်ကိုင်နေတဲ့နေရာတွေရှင်းလင်းဖယ်ရှားရေးနဲ့ပြည်ညင်လွှဲပြောင်းမှုတွင်းမြင့်ပြုပြင်ရေးစားတဲ့အချက်တွေကိုထည့်သွင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အမေရိကန်ရဲ့အထူးအဖွဲ့ကတော့မြန်မာ၊လာအိုနဲ့ကမ္ဘောဒီးယားကတရုတ်ရာဇဝေးအဖွဲ့တွေရဲ့နောက်ွယ်ကခေါင်းဆောင်တွေကိုအဓိကဥတီဖော်ထုတ်သွားမယ်လို့အမေရိကန်ရှေ့နေရုံကပြောထားပါတယ်။ ။ BGF ပြောရေးဆိုခွင့်ရှိသူဒုတိယပူမူချင်းနိုင်မောင်စောကတော့ရွှေကုတ်ကိုမှကြားပြလုပ်ငန်းတစ်ထောင်နဲ့နှစ်ထောင်ကြာရှိပြီးအပိသက်နှိမ်ငင်းတော့မယ်လို့ BBC ကိုဖြေပါရယ်။ဒါကအမေရိကန်နဲ့တရုတ်ဖိအားရှိလာလို့မဟုတ်ပဲ BGF ကကြားပြနိုင်နေမှုဆုံးဖြတ်တဲ့အချိန်နဲ့တိုက်ဆိုင်နေတာလို့သူကတုံ့ပြန်ပါတယ်